PBSH ရဲ့ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါနော်ကျွန်တော်အခုဒီကမှာလူချင်းမျိုးနဲ့မိတ်ဆက်ပေးခြင်းနဲ့အိမ်တစ်လုံးရှိပါဗျာအဲကျွန်တော်ဒီအိမ်ကြီးကတော့ကျွန်တော်တို့ကင်မရာဘောင်းလိုင်းမှာမြင်တွေ့နေရတဲ့အတိုင်းပဲကျွန်တော်တို့နှစ်ထပ်ခွဲအိမ်အစ်တစ်ကြီးလုံးဖြစ်ပါတယ်ဗျာအဲကျွန်တော်ဒီနေရာကပြုံးလွေမျိုးရက်ွက်ကြီး30ရင်းမာလမ်းပေါ်မှာဒီရှိနေတဲ့အိမ်ကြီးပဲဖြစ်ပါနော်နှစ်ထပ်ခွဲအိမ်ဖြစ်ပါဗျာဒါတော့နော်ရလန်နေဆိုလို့ရှိရင်ကျွန်တော်၅လုံးလောက်၅လုံးမြောက်လောက်ပေါ့နော်၄ခွဲငုတ်လောက်ပဲရှိတဲ့အနေအထားဖြစ်ပါတယ်နော်လက်ကလေးနဲ့ကျွန်တော်ကျွန်တော်ပြပြပါလိမ့်မယ် ခုနကားဖြတ်သွားတဲ့နေရာကြီးဒါကျွန်တော် Neverland ဖြစ်ပါတယ်နော်အဲဒီဘုံမှာတော့ဒီချင်းမလို့မြင်တွေ့နေရတဲ့အတိုင်းပဲကျွန်တော်အင်ဂျီအင်ကောင်းနေနဲ့ကျွန်တော်တို့အနေထားပါတော့အင်ဂျီအင်ကြောင့်အင်ဂျီအင်ကောင်းနေရှိတဲ့အနေထားဖြစ်ပါနော်ပတ်ဝန်းကျင်ကောင်းတဲ့နေရာဖြစ်ပါတယ်အင်းနဲ့လိုက်ဝင်ကြည့်ကြအောင်နော်ကျွန်တော်အိမ်ရဲ့ခြံကျဲတော့40 60ဖြစ်ပြီးတော့မှအစာလုံးဖြစ်ပါတယ်နော်အစာလုံးရက်ွက်ဖြစ်ပါတယ်အိမ်ကျဲကတော့ကျွန်တော်ခြံကျဲတော့40 60ဖြစ်ပြီးအိမ်ကတော့ခံပန်း30 45လောက်ကို RC နဲ့ထပ်ခွဲစောက်တာဖြစ်ပါတယ် အင်းကလုံးဝအသိကြီးဖြစ်ပါနော်ကျွန်တော်စောက်ထားတော့နည်းနည်းကြာပြီဆိုပေမဲ့ကျွန်တော်လူမနေရသေးတဲ့အနေထားပေါ့နော်ကျွန်တော်တော်တော်လေးကောင်းတဲ့အနေထားဖြစ်ပါတယ်အိမ်ထဲမှာလည်းကျွန်းပါကီးတွေနဲ့အဲကျွန်တော်ဒီနန်းတောင်တွေအားလုံးတော်တော်များများမှာဗရောက်တွေနဲ့ကျွန်းတွေတုံးထားတဲ့အနေထားဖြစ်ပါနော်လူချင်းမလို့မြင်တွေ့ရမှာဖြစ်ပါခဲ့ဒါတော့ကာကူတော်ဖြစ်ပါတယ်ခုနကတော့ကျွန်တော်ဝင်ချင်းမှာတွေ့ရတာကတော့ကျွန်တော်အင်ဒူအင်ဒူပန်းလေးလူလူရတဲ့အဲကျွန်တော်ဖရင်လေးလှူထားပြီးသားပေါ့နော်ဒါလေးရတော့တက်ခွာတော့လောကောင်းတခြားခြားလူချင်းမလို့စိတ်ကြက်စိုက်ကူးလေးရတဲ့အနေထားဖြစ်ပါနော်အင်းနဲ့ဝင်ကြအောင်ပါ ါတော့ကျွန်တော်အိမ်ထဲဝင်ဝင်ချင်းမှာတွေ့ရမှာတော့ဧကန်းဖြစ်ပါတယ်အေကမ်းမှာလည်းကျွန်တော်ကျွန်းပါကြီးတွေနဲ့နန်တော်တွေကကျွန်းတွေပတောက်တွေကိုတုံးထားတာဖြစ်ပါတယ်နော်လုံးဝအိမ်တိမ်လုံးပါဗျာအကုန်လုံးတစ်တည်ကြီးပဲနေတာနော်အကုန်လုံးတော်တော်များများမှာအဲဟိုကတော့ကျွေပြားတော့တုံးမထားဘူးနော်ကျွန်တော်ကျွန်းဟိုပါဗောဒီတစ်တည်ပဲတုံးထားဖြစ်ပါတယ်ကက်ဘီနက်တွေအကုန်လုံးရှေ့ကြီးပဲနော်အိမ်ကတော်တော်ကောင်းနေနေတာဖြစ်ပါတယ် အရင်ဖွဲ့စည်းပုံတော့အခန်း၄ခန်းဖြစ်ပါတယ်မာစတာဘရွန်၃ခန်းယူတခန်းနဲ့ဖွဲ့စည်းပုံအဲ့လိုဖွဲ့စည်းရဖြစ်ပါတယ်ဗျ။ဒီမှာကျွန်တော်တို့လီကားရဲ့အောက်မှာလည်းကျွန်တော်စတိုကန်လိုပုံစံမျိုးပစ္စည်းထားလို့ရတဲ့နေသားဖြစ်ပါတယ်။ပြည်စက်တူပေါ့လေနေသားကျွန်တော်ဒီမှာမီနီပေါ့နော်မီနီဂျင်လေးတောင်လုပ်လို့ရတဲ့နေသားကျဲတယ်ဗျ။ဒီကောင်လည်းမရှိဘူးဆယ်ပြီလောက်တော့ရှိတယ်နော်ဒီမှာအခန်းဒီနေရာမှာအိမ်ထဲမှာကိုယ့်ဘက်ကိုမီနီဂျင်လေးပေါ့နော်ကိုယ့်ဘက်ကိုတော့အသေးစားလေးလုပ်လို့ရတယ်ပြည်စက်တူပေါ့ထည့်ပြီးတော့ပေါ့နော် ဒါတော့မိဖို့ kitchen ဖြစ်ပါတယ်နော် kitchen လုံးနဲ့ dining room ဖြစ်ပါတယ်ဒါတော့နောက်ခွေးကိုထွက်တဲ့အပေါက်ဖြစ်ပါတယ်ဒီအောက်ထပ်မှာကတော့ master bedroom တခန်းအပေါ်ထပ်မှာတော့ master bedroom နှစ်ခန်းနဲ့ကိုယ်အပေါ်ဆုံးတက်မှာကတော့ကျွန်တော်တို့ရိုးခန်းတစ်ခန်းဖြစ်ပါတယ်နော်ကျွန်တော်တို့အပေါ်တက်ကြည့်ကြအောင်ပါခင်ဗျဒါတော့ကျွန်တော်တို့ဒုတိယတက်ဖြစ်ပါတယ်နော် ူရဲထဲမှာဧကန်းကလည်းဧကန်းရှိသူဖရာကန်းပေါ့နော်ဒါကျွန်တော်တို့ဘုရားဘာသာဝင်ဒီမှာလူမျိုးများရဲ့ကျွန်တော်တို့စက်တီဆောင်ဖြစ်တဲ့ဖရာကန်းကြီးပေါ့နော်ဘုရားကိုတတ်ပေတဲ့ဖရာကန်းကြီးဖြစ်ပါတော့ဒါမှမဟုတ်ဘယ်လိုဖြစ်ပါ့မလဲ ဒီမှာဆိုတော့ဘာလို့လဲကြည့်ရနော်ဒီဇုကန်အိမ်လာတယ်ခေါင်းတော့ကျွန်တော်ဝင်ကြည့်လိုက်မယ်နော်ဒီဇုကန်ဒီဇုကန်နေရာလည်းဘတ်တက်တွေပါနေတာပဲပါနော်ဘတ်တက်ပါတယ်ကျွန်တော်ဒီဘက်မှာလည်းပူတိုင်းနေတာနော်မိုက်နော်ရှေ့ကျွန်တော်အရင်နဲ့နာလဲရတော့တောင်ရက်ကိုလဲတာဖြစ်ပါတယ်ဒီဘက်ဘေးမှာလည်းနောက်ထပ်မာစတာဘရွန်ခန်းဖြစ်ပါအောက်ထပ်ကမာစတာဘရွန်ကတော့အခြေဆုံးတော့ဖြစ်နေတယ်ဗျာနော် ဒါလည်းကျွန်တော်တို့ယူခိုင်းနေတာပါတယ်နော်ယူခိုင်းနေတာမာစတာဘရွန်ပဲဖြစ်ပါတယ်အဲဒါအောက်အောက်ဆုံးတက်မှာမာစတာဘရွန်တခန်းဒုတိယတက်မှာမာစတာဘရွန်နှစ်ခန်းနဲ့ဟိုအပေါ်ဆုံးတက်မှာတော့ယူခန်းတခန်းပေါင်း၄ခန်းဖြစ်ပါတယ်နော်၈ခန်း၄ခန်းမာစတာဘရွန်၃ခန်းယူတခန်းနဲ့ပုံစံသားဖြစ်ပါတယ်အဲတော့ဒုတိယတက်ကနေထွက်လိုက်တဲ့ရန်ဒါဖြစ်ပါတယ်ဒါတော့ဒီလိုမျိုးမြင်တွေ့ရမယ်လက်ရှိအိမ်ဘေးဝင်ညာမှာရှိနေတဲ့ပတ်ဝန်းကျင်ရှိနေဖြစ်ပါတယ် ်ပုံဝင်နေရာတော့ကျွန်တော်တို့ငွေနဲ့ဝယ်လို့မရတဲ့အနေအထားဖြစ်ပါတယ်နော်ကျန်တဲ့နေရာတော့ပတ်စံရှိရင်တော့ကျန်တဲ့နေရာမှာသုံးလို့ရမယ်ပုံဝင်ရင်ဆိုတာမျိုးကတော့ငွေနဲ့လိုက်ဝယ်လို့မရတဲ့အနေအထားဖြစ်ပါတယ်နော်ဒါတော့လူချင်းမလို့မြင်တွေ့နေရတာပဲအတိုင်းပဲကျွန်တော်ပုံဝင်ရင်လည်းရန်ကောင်းနေနေတာဖြစ်ပါတယ်နော်ရလန်ကြီးရဲ့၄ခွန်းငုတ်လောက်ရှိမယ်ကျွန်တော်တို့ရင်းမှလမ်းပေါ်ဒီလျှောက်တဲထားတာဖြစ်ပါတယ်ဒီလမ်းတွေကတော့ရန်ကောင်းတဲ့အနေအထားဖြစ်ပါတယ်ကျွန်တော်တို့အပေါ်ဆုံးတော့တကြီးရအောင်ပါနော်ဒီကားကြီးကလည်းရှည်ပဲကနော်ရှည်ပဲ ဘေးအနံကိုဖြစ်ပေါ်ကကြည့်တာပဲအကြီးပဲဒီမှာဗရောက်တွေကျွန်းနေနေပဲတုံထားတယ်နေတာပေါ့နော်ကြာပါကီးတွေကကျွန်းပါကီးတွေဖြစ်ပါဒီမှာလူချင်းမင်းတို့ဒီငုတ်တရားထက်ပြီးတော့မှ၃တက်ပေါ့နော်ဒါတော့နှစ်ထက်ခွဲဖြစ်ပါတယ်လူချင်းမင်းတို့နေနဲ့ထက်ပြီးတော့ဒီနေရာမှာထက်ပြီးတော့လူချင်းမင်းတို့အထက်ထက်မယ်ဆိုလို့ရင်ဒါတွေကကျွန်တော်တို့ငုတ်တွေဖြစ်ပါနော်ဒီမှာတိုင်ထက်ဆက်ပြီးတော့မှ၃တက်ထိတက်လို့ရတဲ့နေတာဖြစ်ပါတယ်ဒါတွေကကျွန်တော်တို့ကဘေးနားမှာအုပ်နဲ့ပြန်ပြီးတော့မှအလှပြန်လို့ထားတာဖြစ်ပါတယ်ဒါတွေအမှန်ငယ် ကျွန်တော်တို့ဒီမှာထက်ဆက်လို့ရနေတာဖြစ်ပါတိုင်နေဖြစ်ပါနော်အိမ်ဆောက်ထားတဲ့လူကတကယ်ကိုကျွန်တော်တို့ရန် romantic sense နဲ့အနေသားဖြစ်ပါနော်လူချင်းလို့မြင်တွေ့နေရတိုင်းပဲကျွန်တော်ဒီရာဆိုတာဒါဆိုတာ root တော့ပေါ်မှာထုတ်ထားတဲ့ပုံစံဘားပုံစံလုပ်ထားတာဖြစ်ပါနော်ဒါဘားပုံစံအိမ်ကောင်ကကိုယ့်ဘက်ကိုအဲဘားပုံစံလုပ်ထားတဲ့အနေသားဖြစ်ပါတယ်ဗျဒါ root တော့ပေါ်မှာဘားပုံစံလုပ်ထားတာ ဒီဘက်ဘေးရလည်းပဲကျွန်တော်တို့ကဒါဆိုင်ပုံစံမျိုးတစ်ခုခုတောင်အလုပ်လုပ်ရနေတာပေါ့နော်ဒါကအခုလောလောဆယ်ပစ္စည်းလေးတွေစုစုကန်းလေးထားရတာဒါယူကန်းဖြစ်ပါတယ်နော်ဒါယူကန်းဖြစ်ပါတယ်အပေါ်မှာလည်းကျွန်တော်တို့လူနေလို့ရတဲ့နေရာဖြစ်ပါတယ်နော်အိခန်းတခန်းပေါ့ယူကန်းတခန်းဖြစ်ပါတယ်ကျဲပါတယ်နော်ဒီလေးပဲတင်းရဲ့ညှိနှိုင်းစီကတော့3000ညှိနှိုင်းစီဖြစ်ပါတယ်ဂရန်တက်တန်းကျွန်တော်တို့ အသစ်နီးပါးလောက်ကိုကျန်နေတာဖြစ်ပါတယ်နော်ခံတတန်းရှိသေးတယ်ကျွန်တော်တို့ပိုင်ရှင်ဘက်ကနေပြီးတော့မှအယောင်းဝယ်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ပုံမှန်တိုင်းလှုပ်ဆောင်ရမယ်ရောင်းကုန်ဆောင်လာတော့ပါတော့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့မှလှုပ်မဲ့နေတာဖြစ်ပါတယ်နော်ဒီရင်ရဲ့ရမ်းမျက်နှာလှည့်ရတော့တောင်ရက်ကိုလှည့်ထားဖြစ်ပါတယ်ဒီရင်ရဲ့ညှိနှိုင်းစီကတော့တိန်တောင်းတစ်ဆောင်ညှိနှိုင်းစီဖြစ်ပါတယ်ညရတော့ကျွန်တော်တို့40 60ပြီးပြီးတော့မှအိမ်အကျဲရတော့ခံမှန်း30 40က RC နှစ်ထပ်ခွဲတိုက်ဆောက်တာဖြစ်ပါတယ်ဒီလိုမျိုးထက်တက်မယ်ဆိုရင်3ထက်အထိတက်လို့ရတဲ့နေရာဖြစ်ပါတယ်ဒီနေ့ပတ်သက်ပြီးတော့မှအသေးစိတ်သိချင်တာများရှိနော်လူကြီးမျိုးအသေးစိတ်သိချင်တာများရှိနော်ကျွန်တော်ဖော်ပြပေးထားတဲ့ဖုန်းနံပါတ်ကလေးကနေဆင်ကျွန်တော်ဆက်သွယ်မိမယ်စုံစမ်းနိုင်ပါတယ်ခင်ဗျအချိန်ပေးပြီးကြည့်ရှုပေးကြတဲ့ရှင်းမိတ်ဆွေကြီးတူးချင်းတယောက်ချင်းတိုင်ကိုထူးဝင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျအင်ချမ်မီအတိတ်တော့ကျွန်တော်တို့ဒီအိမ်ပြုံးလေးအင်ချမ်မီနဲ့ပတ်သက်တော့အရာများကိုလူကြီးမျိုးအနေနဲ့ထပ်မံစုံစမ်းသိရှိဖို့ရအတွက်ကျွန်တော်ရဲ့ BBS ပြုံးလေးအင်ချမ်မီကျူးဆောင်လုပ်ငန်း Facebook Page ကို Like and Follow လုပ်ပြီးတော့မှ YouTube channel ဖြစ်တဲ့ကိုနေစော BBS channel တွေကိုလည်း subscribe လေးလုပ်ထားပေးကြအောင်ခင်ဗျ။တော်ပြောရှင်မကောင်းသောနေ့ရက်လေးတွေကိုအမြဲတမ်းပိုင်ဆိုင်နိုင်ပါကြပါစေ။ကိုစင်းတပြားကျမ်းမာချမ်းသာကြပါစေခင်ဗျ။